ားလုံးပဲမင်္ဂလာပါချမ်းရီတူအစီအစဉ်ကားပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်ခုံနုံချမ်းရီတူရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ဂျမကတော့အစမှာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းပြည်သူတွေအနေနဲ့မကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံပြဋ္ဌာန်းနိုင်ရေးအကြံပြုချက်တွေပေးဖို့နိုင်လို့ဆိုတဲ့သတင်း လေးမျိုးနဲ့ကြံသာဂျေးရတိုက်ပွဲအတွင်းမှာ CDFKK ကြီးကရဲပေါ်နှစ်အိုကြဆုံးသွားတဲ့တရင်နဲ့အခုလိုပြိပိခအချိန်မှာတကူစာအရေးပေါ်အိတ်အတွက်ကြိုတင်စုဆောင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေအပါအဝင်ပြည်သူတွေအနေနဲ့ဘေးအန္တရာယ်အတွက်ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့နေလန်းတွေအပါအဝင်စတဲ့တရင်တွေကိုတန်ဆက်ပေးသွားပါမယ်။အခုအုပ်အုပ်ဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ မကွေးတော်လှန်ရေးအင်အားစုတွေအကောင်အထည်ဖော်နေတဲ့မကွေးဖက်ဒရယ်ယူနစ်ရဲ့ကြားကာလအစီအမံဥပဒေပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လက်ရှိအောင်မကွေးတိုင်းရှိချင်းတိုင်းရင်းသားပြည်သူတွေအကြံပြုချက်များပေးဖို့နိုင်ကြောင်းသိရပါတယ် 2025ခုနှစ်အောက်တိုဘာလအတွင်းမှာဂျန်ကာလအစီအမံဒုတိယမိုချန်ထွက်ရှိနိုင်ဖို့ပြည်ထောင်စုအဖွဲ့အစည်းမိဖက်အဖွဲ့အစည်းတွေလူငယ်တွေပြည်သူတွေရဲ့အကြံပြုချက်တွေရယူပြီးဆောင်ရွက်လက်ရှိနေတယ်လို့မကွေးဖက်ဒရယ်ယူနစ်ဂျန်ကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ချင်းတရင်သားများအစုအဖွဲ့ထံကနေသိရပါတယ်အခုကမကွေးတိုင်းမှာစစ်ရေးနိုင်ငံရေးကိုအခြေခံတဲ့အုပ်ချုပ်ရေးဖော်ဆောင်ဖို့ကခက်ခဲတဲ့ကာလဖြစ်တဲ့တော်လှန်ရေးအောင်မြင်ဖို့လဲလိုတယ် ဒီကာလမှာချင်းပြည်သူတွေစစ်ပွဲထံကြောင့်ထွက်ပြေးရသူတွေဖမ်းဆီးတပ်ဖြတ်ခံရသူတွေရောလုံးကြမီးရှုခံရမှုနဲ့စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်နေတာပါဒါပေမဲ့စစ်ပွဲအောင်နိုင်ရေးမကွေးဖက်ဒရယ်ယူနစ်ကိုတည်ဆောက်ပြီးတော့စီရင်နိုင်ငံရေးအရာစစ်အာဏာရှင်စနစ်ကိုမပြစ်မနေတော်လှန်ဖို့ဒီကြားကလာအစင်မှာပေါ်ပေါက်ရေးအာုံခွန်ဆိုင်ဆောင်ရွက်နေချိန်မှာပေါ့နော်ချင်းပြည်သူတွေလည်းတတ်နိုင်တဲ့လောက်အကြံပြုခြင်းကိုငေချင်းဝေဖန်ခြင်းတုံးသက်ခြင်းတွေအကြီးတကြီးလိုအပ်လာလို့ အခုလိုအကြံပြုချက်တွေတောင်းခံရခြင်းဖြစ်ပါလေလို့ချင်းတရင်သားများအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးစလိုင်းကပြောပါရီချင်းပြည်သူတွေအနေနဲ့အကြံပြုချက်တွေကိုချင်းတရင်သားများအစိုးရအဖွဲ့မကွေးဖက်ဒရယ်ရှင်နဲ့ Facebook စာမျက်နှာကနေတဆင့်ပေးပို့နိုင်ကြောင်းသိရပါရီမကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကဂျာကာလာအစီအမံပထမမူကြမ်းကိုဇူလိုင်လ16ရက်နေ့ကအတည်ပြုနိုင်ခဲ့ပြီးတော့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းရှိချင်းပြည်သူတွေအနေနဲ့လည်းစီးရဲနိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရားတွေမှာတက်ကြွစွာပါဝင်လာနိုင်ရေးအပြင်ချုပ်တင်ပြင်ဆင်မှုလုပ်ငန်းစဉ်မှာလည်းဆက်လက်ပါဝင်ဖို့လိုအပ်တာကြောင့်ပထမမိုးချမ်းရဲ့ဆောင်ရွက်ထားမှုတွေကိုထုတ်ပြန်ထားတယ်လို့သိရပါတယ်။မကွေးဖက်ဒရယ်ယူနစ်ရဲ့ကြားကာလအစီအမံဟာချင်းလူထုအတွက်လည်းနိုင်ငံရေးကနေတဆင့်စစ်အာဏာရှင်တော်လှန်ရေးကိုပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း လူမျိုးစုတပ်ဖွဲ့တွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးစုပေါင်းဖွဲ့စည်းနိုင်ခြင်းကြောင့်စစ်ရေးနိုင်ငံရေးအားကောင်းလာမှာဖြစ်ကြောင်းဦးစလိုင်းကပြောပါရီချင်းတရင်သားတွေကကိုပိုင်ပြထန်းခွက်ကိုပိုင်အုပ်ချုပ်ခွင့်ကိုကောင်းစွာသိရှိလာမင်းကိုရဲ့အခွင့်အရေးဟာပါလေဖက်ဒရယ်စနစ်ဟာပါလေဆိုတာ ကိုတိုင်ထဲထဲဝင်ဝင်လောက်ကင်ဆောင်ရွက်ရင်းနဲ့ကုရဲ့မူဝါဒတွေဥပဒေတွေကိုကိုတိုင်ရေးဆွဲတက်လာမယ်ကိုတိုင်ပြဋ္ဌာန်းတက်လာမယ်နိုင်ငံရေးကိုပါဝင်ဆောင်ရွက်လာမယ်အုပ်ချုပ်ရေးတရားစီရင်ရေးတွေမှာလည်းပါဝင်လာနိုင်မယ်ချင်းအချင်းချင်းစည်းလုံးညီညွတ်ရေးအားကောင်းလာမယ်လို့ချင်းတရင်သားများအစုအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးစလိုင်းကပြောပါရယ်မကွေးကြားကလာအစီအမံပြဋ္ဌာန်းချက်တွေမှာချင်းထရင်သားတွေအတွက်ကိုပိုင်ပြဋ္ဌာန်းရင်ကိုပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ရဒေတာရှပိုင်ခွင့် အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးမှာပါဝင်ခွင့်လူနည်းစုတိုင်းရင်းသားတွေအခွင့်အရေးဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်းတန်းတူညီမျှမှုရရှိခွင့်တိုင်းရင်းသားအပေါင်းများတည်ထောင်ခွင့်တွေပါရှိကြောင်းသိရပါတယ်။လူမျိုးစုတပ်ဖွဲ့တွေအပါအဝင်တပ်ဖွဲ့အလုံးပေါင်းစည်းဖွဲ့စည်းရေးအစိုးရရုံးတွေရဲ့အကြညာချက်တွေမှာလူနည်းစုတိုင်းရင်းသားတွေနားလည်နိုင်တဲ့ဘာသာစကားစာပေနဲ့ထုတ်ပြန်ပေးရေးအချက်တွေလည်းပါဝင်ကြောင်း ဒုတိယမိုးကြမ်းပြင်ဆင်ချက်မှာလဲတိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းနိုင်ရေးအချက်လဲပါဝင်လာမှာဖြစ်ကြောင်းသိရပါတယ်။မကွေးတိုင်းမှာအရှူအိုပိုချိုတိုင်းဟာခါစုံသုံးဆိုတဲ့ချင်းမျိုးနယ်စု6မျိုးရှိပြီးတော့2029ခုနှစ်လဝကစီရင်အရချင်းလူဦးရေတသိန်း2000ကျော်ရှိတယ်လို့သိရပါတယ်။ မကွေးဖယ်ရယူနစ်လွှတ်တော်ကဂျာကာလာအစီမံရေးဆွဲရေးကြိုတင်တင်ဆက်မှုဆိုင်ရာကော်မရှင်ကို2024ခုနှစ်အပြည့်လ30ရက်နေ့မှာအစုအဖွဲ့ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းခဲ့ပြီးတော့ချင်းတရင်သားတွေအစုအဖွဲ့အနေနဲ့ပါဝင်ဆောင်ရွက်နေတယ်လို့လည်းသိရပါရရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ Sinland Defense Force ကလေးကဘောကံကောတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ကလေးမြို့နယ်တောင်ပိုင်းရှိစံသာရွာကိုစက်တင်ဘာလ20ရက်နေ့မှာစစ်ကမရှင်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ CDF KKG ဖက်ကရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ CDF KKG အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် CTFKG ရဲ့အဲ့ဒီထုတ်ပြန်ချက်ထဲမှာတိုက်ရင်နှစ်ကရဲဘော်ဖန်ရိုထန်ကိုချင်းလေးဟာစံသာရွာတိုက်ပွဲမှာတိုင်ရာရရှိပြီးတော့စေကိုသားမှုခံယူနေစင်မှာပဲစက်တင်ဘာ26ရက်နေ့မှာကြဆုံးခဲ့ပြီးတော့တိုက်ရင်ခုနှစ်ကရဲဘော်လာရင်ထန်ဟာစက်တင်ဘာ20ရက်နေ့စံသာရွာတိုက်ပွဲမှာကြဆုံးခဲ့ကြောင်းဖော်ပြထားပါတယ် ။ဒါအပြင်စက်တင်ဘာလ20ရက်နေ့ကဖြစ်ပွားတဲ့အဲ့ဒီကြမ်းသာတိုက်ပွဲကြောင့် CDFKG တိုက်ရင်ခုနှစ်ဖက်ကရဲဘော်တအူးကိုလည်းစစ်ကော်မရှင်တပ်ကဖမ်းဆီးခဲ့တယ်လို့လည်းသိရပါဗျ။ ကလေးမြို့နယ်တောင်ပိုင်းရှိစံသာရွာကို CDF KKG နဲ့ပူးပေါင်းတပ်ဖွဲ့တွေက2025ခုနှစ် Major Operation အဖြစ် February လဒုတိယပတ်ကစပြီးတော့ကလေးမြို့နယ်ကံကောလမ်းပိုင်းရှိစစ်ကွန်မရှင်တပ်အခြေချစခန်းတွေဖြစ်တဲ့ကပနီစခန်းမှန်တော်နဲ့အောင်သာရအရှိအနောက်ရွာတွေကိုလည်းစစ်စင်ရေးတွေပြုလုပ်ပြီးအပြင်လ17ရက်နေ့မှာအပိသသိမ်းပိုင်နိုင်ခဲ့တာပါ။ ချင်းလန်းဒီဖ ens ဖော့စ်ကလေးကဘောကန်ကော CDF KKG တပ်ဖွဲ့ဟာစကိုင်းတိုင်းကလေးမြို့နယ်ကဘောဒေတာနဲ့မကွေးတိုင်းကန်ကောမြို့နယ်တွေမှာအထူးကစီရင်လှုပ်ရှားနေတဲ့ချင်းလက်နဲ့ကိုင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ အခုလိုပြိပိခါတွေဖြစ်ပွားနေချိန်အတွင်းမှာတကူစာအေးပေါ်အိတ်အတွက်ဂျူတင်စုဆောင်ပြင်ဆင်ထားတဲ့ဖြစ်စည်းတွေအပါအဝင်ပြိပိခါအတွင်းမှာပြည်သူတွေအနေနဲ့ဘေးအန္တရာယ်အတွက်ဘလို့ဂျူတင်ပြင်ဆင်ရမလဲဆိုတဲ့နေလန်းတွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်ပြိပခါတွင်ပြည်သူများဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်နိုင်ဖို့လိုအပ်ချက်များ ထမဆုံးအနေနဲ့တကူစာအရေးပေါ်အိတ်တွဲကြိုတင်စုဆောင်းဖို့လိုအပ်ပါတယ်။တကူစာအရေးပေါ်အိတ်တွဲကြိုတင်စုဆောင်းပြင်ဆင်ထားတဲ့ပစ္စည်းတွေရပါတယ်လေ။တောက်ရီ၊မုတ်ချောက်၊ခောက်ဆွဲချောက်အရေးပေါ်စေးဝါးတွေလက်တန့်စည်ရင်နဲ့နှာခေါင်းစည်၊နားရင်ပိတ်ဆို့စရာ ear plug ၊ခွန်းစဒါမှမဟုတ်ပတ်တီးလေ၊ချင်းနဲ့ပိုးမွားအန်တရဲကာကွယ်နိုင်တဲ့လူစည်ဖြန်းစည်၊တခဲဒါမှမဟုတ်နေအောင်ကြီးနဲ့တုံးနိုင်တဲ့ဓမီ၊ခီး မိုးကစာကြည့်မီဖုန်းအားတင်းကျူပါဝါဘန်ဖုန်းငွေဖြည့်ကက်အတွင်းခံအပါဝင်ပေါ်ပါလွတ်လပ်တဲ့အဝတ်အစားတချို့အမျိုးသမီးဖြစ်မယ်ဆိုရင်လှစဉ်သုံးပစ္စည်းစာချုပ်စာတမ်းနဲ့လုပ်ငန်းလိုင်စင်ကဲ့သို့သောအရေးကြီးစာရွက်စာတမ်းတွေမတ်ပုံနဲ့ရင်မောင်းလိုင်စင် အိမ်တောင်းစုစီငွေကြေးဘဏ္ဍာစာအုပ်နဲ့တံပိုးကြီးပစ္စည်းတွေတ िश ူးအဆိုးအချောက်ဖျောင်းနိုင်မီးချစ်ဒါကကြေး ရေဒီယို ခရစသည်တို့ကိုပြင်ဆင်ထားတင်ပါတယ်။လက်လက်ကြီးနဲ့ပြစ်ခံရတဲ့ဒေတာမှရှိတဲ့အရက်သားပြည်သူတွေကိုဘာတွေလှုပ်ဆောင်တင်ပါ့မလဲ။လေကြောင်းတိုက်ခိုက်မှုတွေရှိနိုင်တယ်ကိုကြိုတင်စဉ်းစားပြီးအကာအကွယ်များရရှိဖို့ပြင်ဆင်ဆောင်ရွက်တင်ပါတယ်။ကိုရဲ့နေအိမ်ကအဝင်ထွက်လမ်းမကျောင်းနဲ့တရှိမယ်ဆိုရင် လုံခြုံရေးကိုပို့ပြီးဂျူးဆိုင်ပြင်ဆင်တင်ပါတယ်။အတုံးပြူပြီးမပေါက်ကွဲသေးတဲ့လက်နဲ့ခဲရမ်းပစ္စည်းတွေ၊လက်ပစ်ပုံ၊မော်တာကြီး ဒုံးကြီးစတာတွေကိုတွေ့မယ်ဆိုရင် အလွန်အန္တရာယ်ကြီးမားတဲ့အတွက်ကြောင့်ကင်တွေ့တာထိတွေ့တာခြေနဲ့ကန်တာနေရာရွှေ့ပြောင်းတာမိရှို့တာတွေကိုလုံးဝမပြုလုပ်ဖို့လိုအပ်ပါတယ်အရာတွေဟာပောက်ကွဲလူလူဖြစ်နေတတ်ပြီးအตาရာထိမိယုံနဲ့ပောက်ကွဲစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပြင်လက်နက်ကြီးပြစ်ခတ်နိုင်တဲ့ဒေသတွေမှာ နေထိုင်တဲ့သူများအနေနဲ့အိမ်တွင်းမှာကရုတ်ချင်း၊ဘုံးခုတ်ချင်းများတူးချင်းဒါမှမဟုတ်တဲအိမ်များ ပြုလုပ်ခြင်းဘုတ်ခုံလျှံနေရာများ ဖန်တီးခြင်းစတာတွေကို ပြုလုပ်တင်ပါတယ်ဒါအပြင်အမိုးပြုလုပ်ဖို့လိုအပ်မယ်ဆိုရင်တက်ကဲငိုးကာစတဲ့ဆိုနဲ့အမိုးအုပ်ဖို့လိုအပ်ပါတယ်ကရုတ်ကျင်းနဲ့ဘုတ်ခုံပေါ်နေရာပြုလုပ်ရန်မလွယ်ကူဘူးဆိုရင်အိမ်တွင် အတွင်ပိုင်းကြဆုံးနဲ့အလုံးခြုံဆုံးအခန်းတစ်ခန်းကိုတတ်မှတ်ပြီးပုံအောင်ခုံလုံးဖို့မှန်ကထားတဲ့အခန်းအပြင်ပန်းနဲ့ထိဆက်နေတဲ့အခန်းမျိုးကိုအသုံးမပြုဘူး ဖြစ်နိုင်မယ်ဆိုရင်အဲ့ဒီအခန်းတွင်မှာဇန်အိတ်တဲအိတ်ဒါမှမဟုတ်ဘီလက်မြေအိတ်စတာတွေကိုအသုံးပြုပြီးပုံအောင်စရာနေရာဖန်တီးထားဖို့လိုအပ်ပါတယ်မိမိအနေအိမ်အတွင်းမှာလက်နက်ကြီးပြစ်ခတ်တန်ကျဲလောင်စွာကြားရမယ်ဆိုရင်အသက်ကြီးရွယ်အိုတွေမိမိတဲ့နဲ့ကလေးငယ်များအလွန်မင်းထိမ့်လန့်နိုင်တဲ့အတွက်ကြောင့်နားရင်ပိတ်ဆို့စရာ ear black ဂုံးစာပတိလိတ်စသည်တို့ကိုအသုံးပြုပြီးတော့နားရင်မှာပိတ်ဆို့ထားပါ ပြင်းထန်တဲ့ပောက်ကွဲတံကြောင့်နားစီကွဲနိုင်တဲ့အတွက်နားကိုပိတ်ပြီးပါးစပ်ကိုဟာထားပါမိမိနဲ့အနီးကပ်တဲ့အကွာအဝေးမှာလေရင်တံကြားမယ်ဆိုရင်အပြင်ကိုလုံးဝထွက်မကြည့်ပဲပုံအောင်တဲ့နေရာမှာပဲဆက်လက်နေထိုင်ဖို့လိုအပ်ပါတယ် ဟုတ်ကဲ့ပါအခုလိုနာတူရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်